ဆန်းစုတီဤစာပေအမှုပညာဤစာကိုဆရာထင်လေးရဲ့ရာစုနှစ်ခုရဲ့လူတို့ကောင်းဆောင်ဆိုတဲ့စာအကနေကောင်းနောက်တင်ဆက်ထားပဲဖြစ်ပါတယ်ရှင်ဤစာကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာအားလေးစာစွာခွင့်တောင်းလိုက်ပါတယ်ရှင်ဒေါအောင်ဆန်းစုတီဤစာပေအမှုပညာမြန်မာပြည်ရဲ့နိုင်ငံရေးမှတ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုရင်နိုင်ငံရေးနယ်ပယ်ထဲမှာထင်ရှားသူတွေကစာပေအမှုပညာတွေကိုဖန်တီးတာတွေ စာပေနုပညာသမားတွေကနိုင်ငံရေးလောကထဲပါဝင်လှုပ်ရှားတာတွေကိုတွေ့နိုင်ပါတယ်ဒီလိုပဲ level နှစ်ခုစလုံးမှာပြည်ဝပါဝင်ချသူတွေလည်းရှိပါတယ်တခင်အောင်စန်းတခင်တို့ဒီတော့ဥပချုပ်ကျောင်းနေကျော်ဥချင်းမှာစာရေးစရာသိမ့်ဖင်မြင်စသဖြင့်ထင်ရှားသူတွေကအများကြီးပါဒီလိုပုံပုံတွေထဲမှာထပ်ပြီးထည့်နိုင်သူတူကတော့ဒေါ်အောင်စန်းစုကြည်ဖြစ်ပါတယ်ဒေါ်စန်းစုကြည်ရေးသားပြီးနိုင်ငံတကာမှာထုတ်ဝေထားတဲ့စာအုပ်တွေကအင်္ဂလိပ်ဘာသာနဲ့ဖြစ်နေတော့ မြန်မာပြည်ထဲမှာရှိနေသူအများစုနဲ့လက်လန်းမမီနိုင်တယ်လို့လက်လန်းမီလို့ကိုယ်ပိုင်ဖြစ်ရှိနေမယ်ဆိုရင်တောင်အရင်တော့ကဆိုရင်နိုင်ငံရေးအခြေအနေကြောင့်ကုစားဥစဉ်မှာကိုယ်လွတ်လွတ်လပ်လပ်မထောင်ဝင်တဲ့အနေထားပါဒီတော့ဒေါန်ဆန်းစုကြည်ရဲ့စပေအမှုပညာအကြောင်းပြည်သူတွေကြကြပြန့်ပြန့်သိရှိဖို့မလွယ်လပါဘူးဒေါန်ဆန်းစုကြည်ရဲ့စပေတွေနဲ့ပတ်သက်ပြီးလက်လန်းမီတဲ့များတင်ပြခြင်းပါတယ်ဒေါန်ဆန်းစုကြည်ရဲ့စပေတွေကိုဖွင့်ကြမယ်ဆိုရင် မြန်မာနိုင်ငံရေးထဲမှာဝင်ရောက်ခင်ရေးသားခဲ့တဲ့စာပေတွေနဲ့နိုင်ငံရေးနယ်ပယ်ရောက်ပြီးမှရေးသားတဲ့စာပေဆိုပြီးခွဲခြားနိုင်တယ်လို့မြန်မာပြည်ပြည်မမှာနေထိုင်ရေးသားတဲ့စာပေနဲ့မြန်မာပြည်တွင်းကရေးတဲ့စာပေဆိုပြီးလည်းခွဲခြားနိုင်ပါတယ်။မြန်မာနိုင်ငံရေးရဲ့တော်ဆန်းစုကြည်စတင်ဝင်ရောက်တဲ့ချိန်က1988ခုနှစ်ဒီမိုကရေစီရေးတော်ပုံလိုအများကအကြံပြန်တည်ထားကြပါလိမ့်မယ်။အဲ့ဒီချိန်ကိုခွဲခြားတတ်မှတ်မယ်ဆိုရင်1988မတိုင်ခင် ထောင်စဲစုကြည်ရေးသားခဲ့တဲ့စာအုပ်လေးအုပ်ရှိနေပါပြီ။အဲဒီစာအုပ်တွေကတော့ Let's Visit Nepal, Let's Visit Bhutan နဲ့ Let's Visit Burma စာအုပ်တို့ဖြစ်ပါတယ်။နောက်ပိုင်းကာလမှာရေးသားခဲ့တဲ့စာအုပ်တွေကတော့မြန်မာပြည်ကလာတဲ့စာလို့မြန်မာပြန်ဆိုထုတ်ပေးခဲ့တဲ့ Letters from Burma တောင်ယောချင်းမှလူကြီးရေးလို့ဒေါက်တာအောင်ခင်မြန်မာပြန်ဆိုထုတ်ပေးခဲ့တဲ့ Freedom from Fear စာအုပ်နဲ့ The Voice of Hope တို့ပဲဖြစ်ပါတယ် ဒီစာအုပ်တွေကိုကြည့်တဲ့အခါမှာတောင်ဆန်းစုကြည်မြန်မာဘာသာနဲ့ရေးသားခဲ့မှုတဲ့စာအုပ်မရှိဘူးလို့ထင်စရာရှိပါတယ်။တကယ်တော့မြန်မာဘာသာနဲ့တောင်ဆန်းစုကြည်ပြန်ဆိုရေးသားထားတဲ့စာအုပ်တအုပ်ရှိပါတယ်။အဲဒီစာအုပ်ကတော့ငူရင် William Urie Getting Past No ဆိုတဲ့စာအုပ်ကိုပြန်ဆိုထားတဲ့ Hit In ကိုဖျက်ချခြင်းစာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ကိုတောင်ဆန်းစုကြည်ကမြန်မာပြန်ဆိုရေးသားထားပြီးကိုယ်တိုင်စာအုပ်ဖြစ်အောင်လုပ်ခဲ့တာပါ။မြို့သားဒီမိုကရေစီ ဖွဲ့ချုပ်ဖွဲ့ဝင်တွေအတွက်သာကန့်သတ်ထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီး1996ခုနှစ်ဝန်းကျင်ဒေါက်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝဲမှာပြုလုပ်ခဲ့တဲ့စာပတ်ဝိုင်းတွေထဲမှာထည့်သွင်းဆွေးနွေးခဲ့မှုတဲ့စာအုပ်တုံးလည်းဖြစ်ပါတယ်။ဒီစာအုပ်ကို HRDU လို့သူကခေါ်တဲ့ပြည်ပအခြေစိုက်ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းစုရလူ့ခွင့်ရမှတ်တမ်းဌာနကနေ1996ခုနှစ်မှာပြန်လည်ထုတ်ဝေခဲ့မှုပါတယ်။ ဒွန်ဆန်းစုကြည်ရဲ့ဝါသနာတွေထဲမှာစာဖတ်ခြင်းကရှေ့ဆုံးမှာရှိနေပါတယ်။စာဖတ်ဝါသနာနဲ့စိတ်စေတနာပေါင်းဆက်ပြီးစာပေရေးသားဖြစ်တယ်လို့ယူဆမိပါတယ်။ခေမွန်ပြည်သူဒေါက်တာမခေအဲရီရဲ့တိုက်တွန်းကူညီမှုတွေကလည်းအထိုင်အလျောက်ပါဝင်နေမှာဖြစ်ပါတယ်။ဒီစာအုပ်တွေကအခုဆိုရင်အုပ်ရည်တန်းတဲ့ချီအောင်ထုတ်ဝေခဲ့ပြီးဖြစ်နေပါလိမ့်မယ်။ less widget လို့အစချီထားတဲ့စာအုပ်တွေရဲ့ခေါင်းစဉ်ကိုကြည့်လိုက်တဲ့အခါတက်ဆိုင်ရာအတိုင်းပြည်တွေကိုအလဲပတ်သွားဖို့တိုက်တွန်းတဲ့ ကဘာလက်ခီးတယ်တွေကိုဖိတ်ခေါ်တဲ့ဇာုပ်တွေလို့ထင်ရှားရှိပါတယ်။ဒါပေမဲ့ဇာုပ်တွေကိုဖတ်ကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီလိုမဟုတ်တာကိုတွေ့ရပါလိမ့်မယ်။ကဘာပေါ်ကနိုင်ငံပေါင်းများစွာအကြောင်းတနိုင်ငံချင်းထုတ်ဝေထားတဲ့ဒီဇာုပ်တွေမှာတခြားဇာုပ်တွေကိုမတွေ့ဘူးပေမဲ့ဒေါင်းဆန်းစုကြည်ရေးသားခဲ့တဲ့ဇာုပ်သုံးမှာတော့ကဘာလက်ခီးတယ်တွေကိုမလာချင်းလာချင်းအောင်ဖိတ်ခေါ်တဲ့အရေးသားတွေလုံးဝမတွေ့ရပါဘူး။ဒီဇာုပ်တွေထဲမှာအချင်းအချင်း နိုင်ငံရဲ့ပထဝီအနေထားသမိုင်းမှတ်တမ်းတွေနဲ့ဓလိထုံးစံတွေနေထိုင်ကြတဲ့တိုင်းဒေသတွေကြောင်းဘုဒ္ဓတာဖြစ်ပွဲဆုံးဆုံးလင်းရေးသားထားတာကိုတွေ့ရပါတယ်။ဒီနေရာမှာကြားပြန်အနေနဲ့ပြောချင်တာကမြန်မာနိုင်ငံအကြောင်းတောင်ဆန်းစုကြည်ဘယ်လောက်တည်တယ်လဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။မြန်မာပြည်နိုင်ငံကြီးမှာတောင်ဆန်းစုကြည်ပါဝင်လာတဲ့အခါစစ်အာဏာပိုင်တွေကတိုင်းပြည်ပြင်ပမှာနှစ်ပေါင်း20ကျော်နေခဲ့တဲ့သူကမြန်မာပြည်ကြောင်းဘယ်လောက်တည်မှာလဲလို့အကြခဏပြောလို့ရှိပါတယ်။ဒါကိုရှိပိုင်းကာလတွေမှာတောင်ဆန်းစုကြည်က တီလုံးလုံးတောင်ခက်နေတယ်လို့တုံ့ပြန်ပြောဆိုခဲ့မှုပါတယ်။ဒီလိုပြောဆိုခဲ့တာအကြောင်းမဖြစ်ပါဘူး။ဒေါင်ဆန်းစုကြည်ရေးသားပြီး1985ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Let's Visit Burma စာအုပ်ကိုဖတ်ကြည့်ရင်ပဲသိနိုင်ပါတယ်။ပြည်စာအုပ်ထဲမှာတယန်ဇာတာပေါ်ကျွဲဝဘုံခေဟောင်းသမိုင်းနဲ့ရာဇဝင်လွတ်လပ်တဲ့တာမီတီထောင်ချင်းလူနည်းစုတိုင်းသားများမြန်မာတလေအစသဖြင့်အခက်ခွနခန်းဖွဲ့ပြီးရေးသားထားတယ်။နေရာဒေသတွေကြောင်းရေးသားတဲ့အခါမော်လမြိုင်ကအစ မန္တလေးကစကားရန်ကုန်ကအကျွားဆိုတဲ့ဆိုယိုစကားမျိုးထက်သွင်းရေးသားထားတဲ့အပြင်လေယာဉ်လုပ်ငန်းအကြောင်းတောင်ရကုန်ချင်းအကြောင်းတွေကိုအသေးစိတ်ရေးသားထားတာမို့မမြင်ဘူးတဲ့သူတွေတောင်စိတ်ကူးနဲ့မှန်းဆမြင်အောင်သားနိုင်ပါတယ်။တစ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊သတ္တုလုပ်ငန်း၊စက်မှုလုပ်ငန်းတွေအကြောင်းအကြမ်းတင်းရေးသားထားပြီးမြန်မာနိုင်ငံသမိုင်းကိုရောမျိုးနွယ်စုတွေဆင်းသက်လာဖို့မိုးလူမျိုးတွေခြေချဖို့ပြုခေပကံခေတောင်မူခေအဝခေကုံမောင်ခေနောက်ဆုံးကိုရိုနီခေစသဖြင့်တော်တော်လေးပြည့်ပြည့်စုံစုံရေးသားထားပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကနေပထမဆုံးစစ်အာဏာသိမ်းတဲ့တော်လှန်ရေးကောင်စီတစ်ဖက်လဲမဆလာပါတီကြောင့်ရေးသားထားတဲ့ခံမှာတော့ပြည်တွင်းစစ်ဖြစ်ပြီးစီးလုံးညီညွတ်မှုပြောပွဲနေတဲ့တိုင်းပြည်ကြောင့်ပါထက်သွင်းရေးသားခဲ့ပါတယ်မြန်မာလူမျိုးတွေရဲ့ကိုယ်ပိုင်ယုံကြည်မှုများနဲ့ဓလိထုံးစံများကိုရေးသားရမှာတော့အခြေခံဘာသာရေးဆုံးမများအကြောင်းရှင်းလင်းရေးသားထားပြီးကောင်းသောမြင်ခြင်း၊ကောင်းသောကြံခြင်း၊ကောင်းစွာဆိုခြင်း၊ကောင်းသောပြုခြင်း၊ကောင်းသောအသက်မွေးခြင်း၊ကောင်းသောအားထုတ်ခြင်း၊ကောင်းသောအောက်မေ့ခြင်း ကောင်းသောဒီဂျီရင်ဆိုတဲ့အမကင်ရှင်းပါအကြောင်းအလဲလန့်လန်းစဉ်အကြောင်းရေနာသုံးမတန်တရာနိဗ္ဗာန်စတဲ့အကြောင်းတွေဝိနည်းကိုဆွဲပြုပြီးအမိမှတ်ခေါ်ပုံနဲ့နတ်ကိုယ်ကွယ်မှုအကြောင်းတွေကိုကြည်ကြည်ပြန့်ပြန့်ရှင်းလင်းရည်သားထားတာတွေ့ရပါတယ်။ဒါဟာဒေါန်ဆန်းစုကြည်ရေးခဲ့တဲ့စာအုပ်ထဲကအကြောင်းအရာတချို့သာဖြစ်ပါတယ်။ဒေါန်ဆန်းစုကြည်ရဲ့စာပေတွေနဲ့ပတ်သက်လို့ဆွေးနွေးရကသူနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပါထည့်သွင်းပြောပြမှာပြည့်စုံမှာဖြစ်တဲ့အတွက်စာတစ်ပုဒ်ထဲနဲ့လုံးဝမဟုတ်ပါဘူး။အထူးသဖြင့် သူ့ရဲ့စာပေတွေကနေသူ့ရဲ့နိုင်ငံရေးအနေနဲ့သဘောထားကိုလည်းချင့်ကပ်ကြည့်ရှုဖို့လိုပါတယ်။ဒါမှသာဒေါန်ဆန်းစစ်ကြီးကဘယ်လိုပုံပုံမျိုးဖြစ်တယ်ဆိုတာကိုပို့ပြီးရုံလုံးပေါ်လာမှာဖြစ်ပါတယ်။ RFA အတန်းတွင်ဆောင်းမှဖြစ်ပြီး2013မေလမှာဂျိုးချောင်နီစာပေကထုတ်ပေးတဲ့မြန်မာနိုင်ငံရေးနဲ့စာပေအတောက်ရှုခြင်းများဆောင်းမှပေါ်ပြခဲ့ပြီးတဲ့ဆောင်းမှတစ်ပုဒ်ဖြစ်ပါတယ်။နောက်တစ်ပုဒ်ကတော့ဒေါန်ဆန်းစစ်ကြီး၏နိုင်ငံရေးစာပေဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးသမိုင်းမှာနိုင်ငံရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အချိန်စာပေရေးသားချင်းမှာတွဲဖက်လှုပ်ဆောင်သူခေါင်းဆောင်အများပြားရှိပါတယ်။ဒါပေမဲ့အများစုကစာပေရေးသားတဲ့အခါမျိုးရိုးစကားပြေမျိုးကိုသာရေးသားလေးရှိပေမဲ့တချို့ကတော့ရက်သာဆန်နဲ့ရေးသားတွေလည်းရေးဖွဲ့တတ်ပါလေ။ဒေါက်ဆန်းစုကြည်ရေးသားတဲ့နိုင်ငံရေးစာပေတွေကရက်သာပါဝင်တဲ့ရေးသားဖြစ်တယ်။ဒါကြောင့်သူ့စာတွေကစာဖတ်သူတွေရဲ့နှလုံးအိမ်ကိုပိုပြီးဆွဲယူနိုင်ပါတယ်။ဒီလိုရက်သာဆန်နဲ့ရေးသားမျိုးတွေကစာများများဖတ်ရှုထားခြင်းနဲ့ ဘာသာစကားကျွမ်းကျင်မှုတွေနဲ့ဆက်ဆက်နေလိမ့်မယ်လို့ယူဆမိပါတယ်ဒီနေရာမှာဒေါက်ဆန်စုကြည်ရဲ့ရည်ချင်းလို့ပြောနိုင်တဲ့အလေးထားတစ်ခုကိုပြောချင်ပါတယ်အဲ့ဒါကတော့ဘာသာစကားပိုင်နိုင်မှုဖြစ်ပါတယ်များသောအားဖြင့်အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်တဲ့မြန်မာတွေကစကားပြောတဲ့အခါမှာမြန်မာလိုပြောပေမဲ့အင်္ဂလိပ်စကားတွေညှက်ပြီးသုံးလုပ်နေရှိတယ်ဒေါက်ဆန်စုကြည်ကတော့ဒီလိုမရှိပါဘူးဘယ်တော့ပဲအင်္ဂလိပ်လိုပြောနေပါစေမြန်မာလိုပြောတဲ့အခါလုံးဝအင်္ဂလိပ်စကားကိုရောနှောမသုံးပါဘူးတခါတည်းရန်သူ့နေပြည်တော်ရှိနေသူက မြန်မာလိုဘလို့ပြောရမလဲဆိုတာကိုချက်ချင်းမသိရင်သူ့ကိုမေးမြန်းတာမျိုးတွေတောင်မှရှိပါတယ်။တစ်ဆက်တည်းပြောရမယ့်အရေးချင်းကတော့ယူသားချင်းဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်ကသူမသိတဲ့အကြောင်းအရာဆိုဘယ်တော့မှသိတယ်လို့မလုပ်ပါဘူး။မသိဘူးလို့ပုံပွင့်လင်းလင်းပြောလို့ရှိပါတယ်။မှတ်တမ်းမှတ်ရာကိုပြန်ကြည့်ပြီးမှပြရမယ့်မေးခွန်းမျိုးဆိုလည်းသူပြန်ပြီးဖြေပေးမယ့်အကြောင်းပြောခဲ့တယ်လို့ပြောတဲ့အတိုင်းလည်းအချက်နဲ့ပြန်လည်ရှာဖွေပြီးပြန်လည်ဖြေဆိုခဲ့တာတွေရှိပါတယ်။သူဟာပြောတဲ့အတိုင်း လုတ်ပြီးလုတ်တဲ့အတိုင်းလဲပြောတဲ့သူဖြစ်ပါတယ်။ထောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးစာပေတွေကိုဖတ်ရှုတဲ့အခါသူ့ရဲ့ယုံကြည်ချက်မြန်မာပြည်သူတွေရဲ့လူလာချက်နဲ့ခေတ်စနစ်ရဲ့ပုံရိပ်တွေထင်ဟန်နေမှာဖြစ်ပြီးနိုင်ငံရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အတွေ့အကြုံယူဆတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်သူ့ရဲ့လေ့လာအထောက်အမှုဘယ်လောက်ရှိရဲဆိုတာတွေကိုတွေ့ရှိနိုင်ပါတယ်။မြန်မာပြည်ကလာတဲ့စာမြန်မာပြည်မှာပေးစာများလို့ဘာသာပြန်ထားကြတဲ့ Letters from Burma စာအုပ်မှာ1995ခုကနေ 1995ခုနှစ်နိုဝင်ဘာကနေ1996ခုနှစ်ဒီဇင်ဘာထိဂျပန်နိုင်ငံမှာထုတ်ဝေရဲ့မဲနီချီသတင်းစာမှာဖော်ပြခဲ့တဲ့စာမား52ပုဒ်ဖော်ပြထားပါတယ်။ဒီပေးစာစာမားတွေကဂျပန်နိုင်ငံမှာဩဇာရှိတဲ့ဂျပန်သတင်းစာအသင်းကြီးကပေးအပ်တန်းစုကို1996ခုနှစ်မှာရရှိခဲ့တဲ့စာမားတွေဖြစ်ပါတယ်။ဒီစာမားတွေထဲမှာမြန်မာပြည်ရဲ့လူမှုဘဝတွေဝလန်တပင်းအနေနဲ့ဆက်ဆက်နေတဲ့ဓလိထုံးစံတွေ NLD ဖျက်ဆီးခဲ့ရတဲ့အခြေအနေတွေနိုင်ငံရေးအကျဉ်းသားများအကြောင်းစသဖြင့် ကျောင်းရမျိုးစုံပါဝင်ပြီးသူစဉ်းစားမိတဲ့အတွေ့အကြုံသူ့အတွေ့အကြုံတွေကိုဖတ်ရှုမှတ်သားဖို့တဲ့အကြောင်းအရာတွေကိုပါရောနော်ရေးသားထားပါတယ်။ဒီဆောင်မများမှာအဲ့ဒီချိန်ကလက်တော်ဖြစ်ပြနေတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါဝင်ပေမဲ့အဖြစ်ဖို့ရေးသားထားတာမျိုးမဟုတ်ပဲကောင်းမင်နဲ့ရှူရောင်းကနေဆင်ခြင်ရေးသားထားတာတွေ့ရပါတယ်။ဥပမာအဖြစ်အချင်းထောင်ထဲမှာတည်ဆုံခဲ့ရတဲ့ နိုင်ငံရေးကျင်းသားများကြောင့်ရေးသားတဲ့အခါမှာတောင်ဘယ်သူကြောင့်ဘယ်ဝါကြောင့်ဆိုတာမျိုးစွတ်စွဲရေးသားထားတာမျိုးမဟုတ်ဘဲနဲ့အချင်းထောင်ထဲမှာတည်ဆုံးရတဲ့သူတွေရဲ့အရေးအတွက်အတိအကျကိုရောက်ဖို့ရမလဲပါဘူး။ဒါမဲ့ဒီရေးအတွက်ကမနေတယ်လို့အချိန်နဲ့အမျှတိုးနေပါလေ။လွတ်လပ်မှုအတွက်ပေးဆက်ရတဲ့ဖို့ခါကနေပါတယ်လို့ဘယ်တော့မှမရှိခဲ့ဘူးပါဘူး။မြန်မာပြည်မှာတော့အထူးပဲမြင့်မားလာပါတယ်လို့ရေးသားခဲ့ပါတယ်။1980ပြည့်လို့နှစ်တွေမှာဒေါင်ဆန်းစုကြည်ရေးသားခဲ့တဲ့အောင်ဆန်းဆောင်နဲ့ less visit တာမစာကိုရှာဖွေမတွေ့နိုင်သူတွေအတွက် freedom from fear စာအုပ်ရှိရင်အဆင်ပြေပါတယ်။အဲ့ဒီစာအုပ်ထဲမှာမူရင်းအောင်ဆန်းလို့ရေးထားတဲ့စာမျိုးကို my father လို့ဖော်ပြထားပြီး less visit ဘာမကိုတော့ my country and people ဆိုတဲ့ခေါင်းစဉ်နဲ့အပြည့်အစုံပြန်လည်ဖော်ပြထားပါတယ်။ဒါပြင် colony စနစ်ရောက်ကမြန်မာနဲ့အိန္ဒိယပညာရက်တွေအကြောင်းမြန်မာပြည်ရဲ့စာပေနဲ့မျိုးသားအရေးအကြောင်းတွေရေးသားထားတဲ့စာမများကိုဖတ်ရှုနိုင်တယ်လို့ပြည်ရင်းကနေပေးပို့ခဲ့တဲ့ Thomson Suji ရဲ့မိန့်ခွန်းများကိုလည်း ဖော်ပြထားပါတယ်။ကျောင်းရောင်ကျင်းမှာလူကြီးရေမြန်မာပြန်ဆောင်မှာတော့မူရင်းအင်္ဂလိပ်စာအုပ်ထဲမှာပါဝင်တဲ့ကျောင်းရောင်အားလုံးကိုဖော်ပြမထားဘဲတချို့ကိုချန်လက်ထားပါတယ်။ဒါပေမဲ့မူရင်းစာအုပ်မှာမပါတဲ့1988ခုနှစ်အောက်တိုဘာလကနေ1989ခုဇန်နဝါရီလတည်တွဲကြခဲ့တဲ့ဒေါင်းဆန်းစုကြည်ရဲ့မိကုန်းနေသတင်းစာရှင်းလင်းပွဲမှတ်တမ်းတွေကိုဖော်ပြထားပါတယ်။မြန်မာပြန်ဆောင်မှာဒေါင်းဆန်းစုကြည်ကအမှားစာရေးထားပြီးစာရေးတာမိကုန်းပြောတာနဲ့ပတ်သက်တဲ့သူ့ရဲ့ယူဆချက်ကိုခုလို့ ရေးသားချပါတယ်။စာရေးခြင်းမိန့်ခွန်းပြောခြင်း၊စကားပြောခြင်းစတဲ့လောက်ရံများ၏အထူးအရွယ်ချက်တစ်ခုကလူချင်းချင်းနားလည်မှုတိုးပွားစေရန်ဖြစ်သည်ဟုကျွန်မယူဆပါသည်။မြန်မာလူမျိုးရေးနိုင်ငံရေးနဲ့ဒီမိုကရေစီရေးတို့ကိုကဘာကပုံမှန်၍သိရှိနားလည်စေရန်ရည်ရွယ်၍ဤစာအုပ်ပါဆောင်းပါးများကိုရေးသားခဲ့ခြင်းဖြစ်ပါသည်။နိုင်ငံတကာနိုင်ငံကိုအမှန်တကယ်အကျိုးပြုနိုင်မဲ့စီးပွားရေးနိုင်ငံရေးလုပ်ငန်းစဉ်များအကောင့်ထဲပေါ်လာရင် ပြည်သူပြည်သားပေါင်းတွင်ပွင့်လင်းပြန်သားစွာသုံးသပ်ဝေဖန်ပိုင်ခွင့်နှင့်အသည့်မြင်တွေးခေါ်များကိုလွတ်လပ်စွာဆွေးနွေးဖလှယ်ပိုင်ခွင့်များရှိရမည်ဟုလည်းကျွန်မယုံကြည်ပါသည်။အမှားသာမှပြောထားသလိုပါပဲ။အဲ့ဒီဆောင်ထဲမှာပါဝင်တဲ့ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးဘိုးဤတိတ်ပဲအစဉ်မန်းစားတဲ့ဆောင်မတွေကသူ့ယူဆတွေကိုဆွေးနွေးတင်ပြထားတဲ့ဆောင်မများဖြစ်ပါတယ်။ကြောက်ရွံ့ခြင်းမှလွတ်ကင်းခြင်းဆောင်မမှာဆိုရင်ကြောက်လန့်မှုများအကြောင်းအကြောက်တရားတွေရှိနေတဲ့မြန်မာပြည်အကြောင်းရှင်းလင်းရေးသားထားပြီး ရက်ဆက်တဲ့အာဏာဆက်ကိုတွန်းလှန်ဖို့သစ္စာတရားကရုဏာတရားနဲ့တရားမျှတမှုတွေကိုကင်ကျွမ်းသင့်တဲ့အကြောင်းမိသားထားပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့တခြားဆောင်ကတော့ The Voice of Hope ဆောင်ဖြစ်ပြီး American ဇာရေးဆရာ Alan Clement ရဲ့ ပြည်ဆောင်ပြောချချက်များကို စုစည်းဖော်ပြထားတာပဲဖြစ်ပါတယ်။အဲဒီစာအုပ်မှာအခန်း73ရပ်ပါဝင်ပြီးအမေးပြေများဖြစ်ဖော်ပြထားပါတယ်။ဒီလိုလုံးချင်းမဟုတ်တဲ့တောင်စန်းစုကြည်ရဲ့တခြားစာမျိုးတွေကိုလည်းပြပမှာထုတ်ဝေထားတဲ့စာနယ်ဇင်းတွေမှာဖော်ပြပို့ပါလိမ့်မယ်။ American ပြည်တော်စုမှာထုတ်ဝေတဲ့ဖရိတ်သတင်းစာမဂ္ဂဇင်းမှာလည်း2003ခုနှစ်မတ်လ9ရက်နေ့ကတောင်စန်းစုကြည်ရဲ့ All we want is our freedom ဆိုတဲ့စာမကိုဖော်ပြခဲ့ပြီးအဲဒီစာမထဲမှာမြန်မာပြည်သူတွေဖက်လောက်ထိလွတ်လပ်မှုကိုလိုလားကြတယ်ဆိုတာကိုရေးသားထားပါတယ်။ ဒေါန်ဆန်းစုကြည်ရဲ့နိုင်ငံရေးစာပေတွေနဲ့ပတ်သက်ပြီးဆောင်းပါးတစ်ပုဒ်ချင်းနဲ့ပြည့်ပြည့်စုံစုံဖော်ပြနိုင်မှာမဟုတ်ပါဘူး။နောက်အလင်းသိနေကသူ့ရဲ့စာပေတွေကြောင်းဆက်လက်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ RFA ရဲ့တန်လွင်ဆောင်မှာဖြစ်ပြီး2013မေလမှာကျိုးချာနေဆောင်ပြီးကထုတ်ပေးတဲ့မြန်မာနိုင်ငံရင်းနဲ့စာပေတောက်ရှူခြင်းများဆောင်မှာပေါ်ပြခဲ့ပြီးတဲ့ဆောင်မှာတပုတ်ပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်တူတာပါ။